ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းဟာသူ့ကိုအကြီးကျယ်တုံ့လောက်သွားစေခဲ့တယ်။ဒေါ်တင်ဟာသားအတွက်ဝမ်းနဲ့ပူဆွေးမှုကြောင့်ဘဲမှမသွားနိုင်ပဲအိမ်ယာပေါ်မှာခွခွေလေးလဲနေတာတွေ့လိုက်ရပါတယ်။ဒါအပြင်အစားတောက်မမှန်တာကြောင့်သူမရဲ့ခန္ဓာကိုယ်ဟာပိန်ချုံပြီးအာအိမ်ချိနဲ့နေခဲ့တာပေါ့။ဒေါ်တင်ပါဖြစ်တာလေဗျာ။ဘာလို့တလောက်တောင်မှပိန်ချုံနေရလဲ။အစာမစားဘူးလား။နေမကောင်းတာဘယ်နည်းရှိပြီလဲဗျာ။အိုးကိုမိုးကြီးရဲ့ကျမသားလေးပဲပြောက်သွားမှန်းမသိဘူး။ ကျမရွာထဲမှာရောတောထဲမှာပါလိုက်ရှာပြီးပြီဘလို့မှရှာမတွေ့ဘူး။ဒါလေးအသက်ရှင်သေးလား။သိသွားပြီလားဆိုတာတော့ဘသူမှမသိဘူး။ဒါလေးဒါမရှင်ကျမဘာအတွက်အသက်ရှင်နေရမှာလဲကိုမိုးကြီးရဲ့။တော်တယ်ရဲ့အဲ့လိုမပြောပါနဲ့။ကျွန်တော်တို့လည်းအပြင်ထွက်ပြီးသေချာရှာပေးပါမယ်။ညတင်တို့အောင်ပူတို့လည်းလိုက်ရှာခိုင်းလိုက်မယ်။အိုးဂျေဆုတင်ပါတယ်ကိုမိုးကြီးရဲ့။ဒါပေမဲ့အဲ့ဒါအတုံးဝင်မှမဟုတ်တော့ပါဘူး။ကျမခန္ဓာကိုယ်အခြေအနေကိုကြည့်ပါအောင်ဘလို့မှအသက်ရှင်နိုင်မှာမဟုတ်တော့ပါဘူး။ အဲ့လိုမပြောပါနဲ့တော်တင်ရတော်တင်အသက်ရှင်ရမယ်တော်တင်သားလေးပြန်လာလို့တော်တင်မတွေ့ရင် तू ဘလို့နေမလဲဟင်တော်လေးတင်ရဘာဖြစ်တာလဲဗျခိတ်ကောင်တွေလာကြမင်းတို့ရောက်လာနေအတော်ပဲလာလာလာတော်တင်ကိုဆောင်းဝန်စီမြင်မြခေါ်သွားရအောင်အိုးဘာမှမဖြစ်ပါဘူးရှင်အဆင်ပြေတယ်ကျမမတော်ကြင်ဘူးကျမဆောင်းဝန်ပေးစရာစေကူသားစရာလည်းမရှိပါဘူးရှင်ဩအဲ့ဒီတော့တော့ဘာမှမပူပါနဲ့ကျွန်တော်ပေးထားလိုက်ပါမယ်ဟုတ်တယ်ဟုတ်တယ် ကျွန်တော်တို့နှစ်ယောက်လုံးလည်းပြေးမယ်။သွားကြမယ်။ဆရာဝန်စီအရှင်သွားရအောင်။ဂျေဆုတက်มาတယ်ကွယ်။ဒါပေမဲ့ကြည်ရတာကျမဆရာဝန်စီမရောက်နိုင်တော့ထက်နဲ့။အိုးမဟုတ်တာဗျာဘာမှမဟုတ်ဘူး။တော်တင်လက်မလျှောက်နိုင်ရင်ညတင်ကြောပေါ်ပြီးခေါ်သွားလိမ့်မယ်။ဟိယောင်မင်းငေါ့မေးပြီးပြီလား။ငါလူကိုယ်လုံးတတိယဘလို့လို့သူ့ထမ်းနိုင်မှာလဲကွာ။မင်းကငါထက်ကြီးတောင်မင်းမထမ်းသွား။အဲ့ဒါဆိုလဲတက်လိုက်စီခေါ်သွားမယ်လေ။တယောက်တဝက်။အေးမင်းတို့ညောင်ညင်းခေါ်မနေကြနဲ့တော့ ဘသူမှသူ့ထမ်းစရာမလိုတော့ဘူးတော်တင်သိပြီကွာဗျာမင်းနဲ့ငါနဲ့ထမ်းမှန်မထမ်းဘူးနဲ့အချိန်ဆွဲနေလို့အခုတော့တော်တင်ကြီးဆုံးသွားပြီဟင်ငါမှဖြစ်သွားပြန်ပြီနော်ဒီလိုနဲ့ရွာသူရွာသားတွေဟာတော်တင်အတွက်ရိုးရတလေအတိုင်းစာပနပွဲကိုဝိုင်းဝန်းကျင်းမပေးခဲ့ကြတယ်တော်တင်ကွယ်လွန်ပြီးလှပေါင်းများစွာကြာသွားခဲ့ပေမဲ့တော်တင်သားလေးမောင်ချောပေပြောက်သွားမှန်ဘသူမှမသိနိုင်ကြပါဘူးဒါပေမဲ့မကြခင်မှာပဲရွာသားတွေဟာ မိုးသည်ထန်စွာရွာသွန်းတဲ့ညတိုင်းတော်တင်ရဲ့ဝိညာဉ်အတန်ကိုတော်တော်လေးကြားလာရပါတယ်။ตาตาตาပမာလဲဘာလို့အမိတ်စီပြန်မလာတာလဲตาရဲ့ตาပမာသွားနေညာလဲအမိတ်တကဘာလို့လိုက်ရှာနေရပြီဘာလို့အမိတ်စီပြန်မလာတာလဲตาရဲ့။အော်တော်တင် တော်တင်တနာစရာကောင်းလိုက်တာ။အိမ်နီးနားချင်းတွေကတော်တင်ရဲ့အတန်ကိုကြားပေမဲ့သူ့ကိုကြောက်ရွံ့တာတက်တနာစိတ်သာရှိနေကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှတော်တင်းရဲ့အတန်ဟာတဖြည်းဖြည်းမှိမ့်မိန်သွားပြီးဘတော်မှမကြားရတော့ပါဘူး။မြင်းမြလုံးဟာအောင်ပူရငါစက်တိုက်ပွဲသွားဖို့အလင်းလိုနေပြီ။ဟာမင်းအလင်းလိုနေတယ်ဆိုရင်လည်းငါ့ကိုဘာလို့လာတူးခိုင်းနေသေးရလဲ။ဟာငါလည်းခုနကကူတူးပြီးပြီလေ။ငါနားနေတာခဏလေးပဲရှိသေးတာ။ဒါဆိုလဲမင်းကငါနားတာကြပြီလို့ပြောချင်တာလား။ပြင်းရှိပြီးခေါင်းပဲကြီးတဲ့ကောင်။ဖြောင်းမင်းစကားအယမ်းများတာပဲ။ငါမင်းကိုကူညီဖို့လာတာနော်။ ငါသာမကူညင်မင်းတို့ဘိုက်ကြီးနဲ့ပနနစ်ကြာမှာတူးလို့ပြီးမှလဲကဲညနေစောင်းနေပြီငါတို့အိမ်ပြန်ကြဆို့ငါချက်ကိုလေ့ကျင့်ပေးဖို့ရှိသေးတယ်ကွာအေးအေးဒါဆိုပြန်ကြဆို့ခေကောင်မင်းတို့နှစ်ယောက်ဘယ်ကနေလာကြတာလဲဩကိုအနောက်ဘက်ကလာတာပေါ့မင်းမမြင်ဘူးလားခေကောင်တွေငါ့ကိုကောင်းကောင်းမွန်မွန်စကားပြောကြစမ်းမဟုတ်ရင်ညောင်စလုံးတပြိုင်နဲ့တည်းလုတ်ပြစ်လိုက်မှာနော်အေးပါမင်းမငါအနားကိုလာစမ်းမအောင်ကွာ ငါရောမင်းကိုကြောက်တယ်လို့ထင်လို့လားလာကြည့်စမ်းဟာအောင်ပူရစကားများမနေနဲ့တော့ငါလင်လို့နေပြီဒီနေ့ငါလင်လို့နေလို့မင်းသက်သာသွားတယ်မှန်မဟုတ်ရင်မင်းအကြီးကျယ်ခံရပြီကွာဒီခေါက်တော့ထားလိုက်တော့အေးထားလိုက်ပြန်လာဖို့မမေ့နဲ့နော်ငါကြကြမစောင့်ချင်ဘူးကွာဟမ်ဟန်ဆောင်ကောင်းလိုက်တာ မင်းတနေ့ကျရင်ခံရမယ်မှန်ဟာကွာငါတို့အလုပ်ကိုပဲကြိူးဆိုင်ကြဆမ်းမှာသူ့ကိုဘာလို့ကြိူးဆိုင်နေရမှာလဲဟမ် ဒီချက်လေးอ่ะကြည့်ရတာကောင်းတယ်เนาะကြီးလာရင်အဖေမင်းကိုခေါ်ပြီးပွဲစားချသွားမယ်အေးသွားမယ်ဆိုလဲသွားဟျောင်းပယ်သွားချင်မြန်မီလဲမင်းမမြင်ဘူးလားငါချက်နဲ့စကားပြောနေတာဟာမင်းယူနေလားกว่าချက်နဲ့စကားပြောနေတာဆိုတော့အော်မင်းမသိဘူးလားဒါငါရဲ့အချစ်ဆုံးသားလေးလေမင်းကဘာတွေသိမှလဲတုံးအားရဲကောင်းဆိုတော့ဒါဆိုမင်းကဘယ်ခေါ်သွားမှလဲဒီနာတော့ဝိုက်ပဲလေဘာလို့မင်းညာလဲ ငါမင်းကိုအလကားခေါ်သွားမှာမဟုတ်ပါကွာခဏဆောင်ငါချက်ကိုရေကန်ပေးလအောင်မယ်အေးအေးမြင်မြန်လို့ဟင်ကြွားသားတွေဘာတွေဝိုင်းအောင်နေကြလဲဟာအောင်ပုတေချာကြည့်စမ်းပါအောင်ဟာဖေးသိမလဲဟာသူတို့လောင်းကစားလုပ်နေကြတာဖြစ်မှာပေါ့လူကလည်းများလိုက်တာအော်လာကွာမကြည့်နဲ့တော့ငါတို့အလုပ်ကိုပဲသွားရအောင်ဟာငါအရင်နားချက်နေကွာဒီနေ့မှပိုးပြီးပေးမန်းတယ်လို့ပဲကိုရီလက်တွေမအီမသာနဲ့အေး ငါလည်းပေမန်းတို့ခန်းစားနေရတယ်။ငါတို့ခဏနားကြမယ်လေ။ပေမန်းနွမ်းနေနေကြတဲ့သူတို့နှစ်ယောက်ဟာမောပန်မိုးကြောင့်နိုင်ပေါင်းများစွာကြအောင်နှစ်နှစ်ချက်ချိုက်အိပ်ပျော်သွားခဲ့ပါတယ်။သူတို့နိုးလာတဲ့အခါမှာပဝန်းကျင်နေထားကညနေဆောင်လို့နေရောင်ပြောက်ွယ်လို့နေပါဖြစ်နေခဲ့ပါပြီ။ခိတ်ကောင်အောင်ပုထတော့ညနေရောက်နေပြီဟာ။ငါတို့ဘလောက်ကြကြအိပ်ပျော်သွားလဲမသိဘူး။ဟာအေးဟုတ်တယ်ကွာ။ငါတို့ပေမန်းလို့အချိန်တော်မသိပဲအကြိုက်အိပ်ပျော်သွားတာထက်နဲ့။အေး မျက်နှာဆောင်နေပြီဆိုတော့ပြန်ကြဆုတ်ကွာဒီနေ့တလောက်ပဲလှုပ်တော့နက်ပြန်ကြမှာပြန်လာပြီးဆက်လှုပ်ကြမယ်အေးမင်းပြန်သွားနဲ့ငါခဏလောက်ဆက်လှုပ်လာအောင်မယ်ပြီးမှနောက်ကပြန်လိုက်လာခဲ့မယ်အေးအဲ့လိုဆိုရင်တော့ငါရှင်ပြန်လာအောင်မယ်ငါချက်ကိုမြင်မြင်သွားကြည့်ရမယ်ကွာအေးပါပါ okay okay ဟင်ဒီရွာသားတွေဘာလို့အခုချိန်မှမပြန်ကြသေးရလဲဘာတွေကစားနေကြလို့ညမောင်ခါနေတည်းမပြန်ကြသေးရလဲ သူတို့သားမယားတွေစုပူမှာမစိုးရင်ကြအောင်လားဟဲလေကြီးရလဲအေးဆက်ဆက်ကြီးနဲ့ထူဆန်းတယ်လို့ခံစားရတယ်ဒါမှမဟုတ်ငါစိတ်ကပဲထင်နေရလားဟဲညနေရောက်နေပြီဆိုတော့ပြန်လာပဲကောင်းပါလေမဟုတ်လို့တီထက်မှောင်သွားရင်အိမ်ပြန်တဲ့လမ်းမမြင်ရပဲခက်ခက်ခဲခဲသွားရလိမ့်မယ်နောက်တနေ့မနက်မှာတော့ရွာတကြီးကအရေးပေါ်အခြေအနေတခုဖြစ်ပေါ်လာတဲ့အကြောင်းရွာလေကနေအော်ဟစ်ကြင်ညာခဲ့ပါတယ်သူဟာရွာထဲမှာ ဗဟေလိဆန်စွာပြန့်နှံ့နေတဲ့ဘေးအန္တရာယ်အကြောင်းကိုရွာသူရွာသားတွေအားလုံးသိအောင်အော်ဟစ်ပြောနေကြတာပါ။ခင်ညာချက်အရေးပေါ်ခင်ညာချက်ငါရွာလူကြီးဥတာရှင်မှာဒီနေ့အရေးပေါ်တဲ့ကိုအားလုံးပြောပြချင်တယ်။အခုချိန်မှာကျွန်တော်တို့ရွာဟာအရန်ကိုဆိုးရွားတဲ့ဘေးရနဲ့ခုနဲ့ကြုံတွေ့နေရပါပြီ။ဒီရွာရဲ့ယောက်ျားအများစုဟာဘာကြောင့်မှမသိပဲတေဆုံးနေကြပါတယ်။ဒါကြောင့်ဘသူမဆိုးရွာပြန်ထွက်ပြီးအလွတ်လုဆရာရှင် နေမဝင်ခင်အိမ်ကုန်မြင်မြန်ပြန်လာကြပါပြီးတော့မိမကိုစုံဝတ်ထားကြပါကျွန်တော်တို့ခန့်မှန်းထားတာတော့တီရွာသားတွေတိတ်ဆုံးရတဲ့အကြောင်းရင်းဟာတော်တင်းဆိုရဲမုတ်ဆိုးမတည်ရင်ကြောင်းလို့ယူဆထားပါတယ်အားလုံးကျွန်တော်ပြောတာအပြေချလိုက်တာပဲတတိဝရိယနဲ့နေထိုင်ကြပါကျေးဇူးတင်ပါတယ်အားလုံးပဲပေးရနေကင်းချင်းကြပါစေဟင်မုတ်ဆိုးမတည်ရဲမုတ်ဆိုးမတည်ရဲတဲ့ကြောက်စရာကောင်းလိုက်တာအောင်ဘူးငါလေထဲကိုမင်းနဲ့တူတူလိုက်မလောက်တော့ဘူးနော် ငါမုံဆုံးမတဲ့ကိုကြောက်တယ်ဟာဟာမင်းရပါလို့တလောက်တောင်မှကြောက်냐လဲမုံဆုံးမတဲ့ရဲ့တကယ်ရှိရလို့မင်းယုံတာလားကွာအေးယုံတာပေါ့ဟာမင်းမမြင်ဘူးလားတော်တင်ရလဲမုံဆုံးမပဲလေတကယ်လို့သူသားတရေဖြစ်နေမုံဆုံးမတရေပဲဖြစ်မှာပေါ့အေးဟုတ်တယ်ဟာတော်တင်မှာယောက်ျားမှမရှိတာတကယ်မုံဆုံးမတရေဆိုရင်ရွာတဲ့လူတွေကိုသူတတ်တာလည်းဖြစ်နိုင်တာပဲမင်းယူနေလားကွာတော်တင်လို့ပိန်ချောက်ချောက်တရေကဘလို့လို့လူတတ်နိုင်မှာလဲ တားကိုလိုက်ရှာယုံလေးတောင်မလုံနိုင်ပဲနဲ့မင်းရလဲကွာတခါတလေ तू ကအရေးချင်းတွေတိုးတက်လာတာဖြစ်နိုင်တာပဲလေဒီရင်တော့ तू ကအဆင့်တက်ဆိုရင်အခုအဆင့်အမြင့်ဆုံးရောက်ရင်ရောက်နေမှာပေါ့အဲ့ဒါဆိုရင်တော့လူတက်နိုင်တာပေါ့ဟာအိုးတရေမှလည်းဒီလိုအရေးချင်းတွေရှိရလားအေးရှိရပေါ့ဟာအခုတရေတွေကတိုးတက်လာကြပြီလေဒီလိုကြောက်မက်ဖွယ်ရဘေးရနေကရဲတရပတ်ကြတဲ့အထိဆက်လက်ဖြစ်ပွားနေတာကြောင့်ရွာသားတွေလည်းအရင်ကထက်ပိုပြီးတိတ်ဆုံးလာကြတယ် ဒီလိုတိဆုံမှုတွေများလာတဲ့အခါရွာသားတွေကတာဟာမုတ်ဆိုးမတရေတော်တင်ရဲ့လက်ချက်လို့ပေါ်ပြီးယုံကြည်လာခဲ့ကြတာပါ။ဒါကြောင့်သူတို့ကဘေးအန်တရေရဲ့ရှင်မြင့်ဟာတော်တင်အတွက်ပြုလုပ်ထားပေးတဲ့အထင်းအမတ်တစ်သားဆင်လေးကနေလာတယ်လို့ယူဆပြီးအဲ့ဒီစင်ကိုဖျက်ဆီးပစ်ခဲ့ကြတယ်။အိုးတော်တင်ရဲ့တစ်သားဆင်လေးကစိတ်မကောင်းစရာကောင်းလိုက်တာနော်။အေးကွာတနာစရာကောင်းလိုက်တာတော်တင်ရဲ့။ပေသွားတာတော့မှအကောင်းမနေရတဲ့ဘဝပါလားဗျာ။ ืมရွာတော့ပြန်ရောက်လာပြီထူးဆန်းနေတရွာလုံးဘာလို့တိတ်ဆိတ်နေရပါလဲဟေးကျုံကိုမင်းပြန်လာပြီလားဘလို့လဲအစင်ပြေရလားကွာအေးပြည်တယ်ဆရာဝန်ကြောင်းပြီးလို့ပြန်လာတဲ့သူကိုမင်းဘလို့တော့နှုတ်ဆက်လိုက်တာလဲကွာဒါနဲ့မင်းတို့ရောအစင်ပြေလားရွာလည်းအရင်တိတ်ဆိတ်နေရပဲနော်အေးအဲ့ဒါပဲလေဘလို့လဲကြောင်းပြီးသွားပြီလားကွာအေးကြောင်းပြီးလို့ပြန်လာတာပေါ့ဟကြောင်းမပြီးရင်မင်းငေါ့ဒီမှာမြင်ရပါမလားအေးလေ မင်းလို့နိုင်ငံခြားမှာဆရာဝန်ပွဲရပြီးကြောင်းမိလာတာကောင်းတယ်။ဒါနဲ့မင်းသိလား။အခုငါတို့ရွာမှာအရန်ဆိုးရွားတဲ့ဘေးအန္တရာယ်တခုဖြစ်နေတယ်ကွာ။ငါတို့ရွာသားတွေဘာအကြောင်းရင်းမှမသိပဲတေဆုံနေကြတာတော်တော်များနေပြီ။ရွာသားတွေကအဲ့ဒါမုတ်ဆိုးမတရေတော်တင်ရဲ့လက်ချက်လို့ထင်နေကြတယ်ကွာ။ဟာရှောက်ပြုံးနေနဲ့ဘေးကမုတ်ဆိုးမတရေလေ။ဘာလို့တလောက်တောင်မှယိုယိုအာအာနဲ့တွေးနေကြတာလဲကွာ။ခဏလေးဒါဆိုငါသွားကြည့်လောက်မယ်။ နိုင်ငံခြားမှပညာသင်ကြားပြီးပြန်ရောက်လာတဲ့ဒေါက်တာကျုံကိုဟာရွာသားတွေစက်တိုက်တိုက်ဆုံရတဲ့အကြောင်းရင်းမှန်သိဖို့စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။အဲ့လိုအချိန်ယူစစ်ဆေးပြီးတဲ့နောက်မှာရွာသားတွေဟာမုတ်ဆိုးမှတရေကြောင့်မဟုတ်ပဲဆိုးရွားတဲ့ရောဂါပိုးတစ်မျိုးကူးစက်ခံနေရတာကိုရှာတွေ့သွားခဲ့တာပေါ့။ဒါကြောင့်သူတွေ့ရှိထားတဲ့ရောဂါအခြေအနေနဲ့ပတ်သက်ပြီးရွာသားကြီးရောအချက်လက်နဲ့တကွအသေးစိတ်ရှင်းပြလိုက်ပါတယ်။ကဲရှိပေါ်တင်ရချက်ကျွန်တော်ကရွာသားကြီးပါ။ အခုချိန်မှာကျွန်တော်တို့ရွာသားတွေသိဆုံးရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးပေးပါမယ်။အခုတော့အကြောင်းရင်းအမှန်ကိုလည်းသိသွားပါပြီ။တကယ်တော့ရွာသားတွေသိဆုံးရတာဟာအလွန်ဆိုးရွားတဲ့ရောဂါပိုးတစ်မျိုးကူးစက်ခံရလို့ပါ။ဒီရောဂါပိုးမြန်မြန်ဆန်ဆန်ပြန့်နှံ့ရတဲ့အကြောင်းရင်းကတော့ရွာသားတွေဟာမတန်ရှင်းတဲ့ရေကိုတောက်နေလို့ပါပဲ။ဒါကြောင့်အခုချိန်အောင်စပီးရွာသားတွေအားလုံးရေကိုစူအောင်တဲပြီးမှတောက်သုံးကြပါ။အစားအစာတွေလည်းအတူတူပါပဲ။ တက်အောင်ချက်ပြုတ်ထားတဲ့စားစာပဲစားကြပါကျေးဇူးတင်ပါတယ်ဗျာခဏလေးငါမရှင်းတာတခုရှိတယ်ရေကိုစူအောင်တဲ့ပြီးမှတောက်တုံးရမယ်ဆိုတာဘာလို့ဆိုလို့ရလဲငါမီးမွေးပြီးတရက်လုံးတညလုံးရေစူအောင်တဲနေရမှာလားအဲ့လိုမှတောက်ရမှာလားဥပမာကွာငါတနင်္လာနေ့မှရေးတဲ့ရင်ဘယ်နေ့မှတောက်ရမှာလဲရေကအရင်ခန်းချောင်သွားမှာမဟုတ်ဘူးလားကွာဟာဒီကောင်မင်းကိုစာမျက်များဖတ်ပါလို့ဆိုတာမဖတ်ဘူးလားဂျွာတကြီးကရေကိုစူအောင်တဲရမယ်လို့ပြောတာ ြက်အောင်တဲပြီးတော့တောက်ရမယ်လို့ပြောတာကွာဒီတိုင်းမတောက်ရဘူးအစားစာတွေလည်းအဲ့လိုပဲသေးချာကြက်အောင်ချက်ပြီးမှစားရမယ်တဲ့မင်းနားလေပြီလားတုံးအားရဲကောင်းဟာငါမသိဘူးလေကွာရွာသူရွာသားတွေဟာဒေါက်တာကျုံကိုညွန်ကြားတဲ့အချိန်ကျမရင်ဆိုင်ရအချက်လက်တွေကိုတည်တည်ချက်ချာလိုက်နာကျင့်သုံးပါရဲ့အဲ့ဒီလိုလိုက်နာတဲ့အချိန်အားစပြီးလာပေါင်းများစွာကြတဲ့အထိနှောင်းထက်ပဲရွာသားမှမသေးတော့ပါဘူးရွာသားတွေလည်းဒီချင်းတွေကိုကြည့်ပြီးသူတို့ရဲ့မိသားစုတွေတိတ်ဆုံးရတာဟာ မဟုတ်ဆုံးမတရေကြောင့်မဟုတ်ပဲဒီလိုဆိုးရွားတဲ့ယောဂပုံကြောင့်ဆိုတာကိုယုံကြည်လက်ခံသွားကြပါတယ်။ဒီခါရွာသားတွေဟာမတရားဆွတ်ဆွဲပြီးတော်တင်ရဲ့အထိမ့်မဆိုင်ကိုဖျက်ဆီးခဲ့မိတဲ့အတွက်နောင်တတွေရသွားခဲ့တာပေါ့။ဒါကြောင့်သူတို့ဟာတော်တင်အတွက်စင်အသစ်တစ်ခုပြန်လည်ဆောက်လုပ်ပေးပြီးတော်တင်ရဲ့ဝိညာဉ်ကိုလည်းဝိုင်းဝန်းတားမှန်ခဲ့ကြပါတယ်။ဒီလိုနဲ့ပဲရွာတွေကပြောနေကြတဲ့မဟုတ်ဆုံးမတရေအကြောင်းလည်းပြောက်ကွယ်သွားခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။ အခုလိုဗီဒီယိုမျိုးလေးတွေသဘောကြရတဲ့ဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။အားပေးနေတဲ့ပရိသတ်တအုပ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုအသစ်မှာပြန်တွေ့ကြမယ်နော်။